အလုံးမင်္ဂလာပါခင်ဗျာမတ်လ27ရက်နေ့တော့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပြပါမယ်ဒီနေ့မှာတော့ပထမအဆုံးသတင်းမီဒီယာတွေပြတ်သုံးသွားတာမကောင်းဘူးလို့အာဆိုပေမဲ့အာမပေးပေမဲ့နော်တကယ်ကိုနှစ်ပေါင်းများစွာမြန်မာနိုင်ငံကိုဒုက္ခပေးလာတဲ့အထူးသောမီဒီယာတွေနော်တို့တော့ယာယီပဲလို့တို့ကပြောတယ်ပေါ့နော်ဒါမှလည်း ဘယ်ရမှာကြိုပြောထားလို့တော့မရဘူးပေါ့နော်အဲ့တော့ RFA ကထပ်ပြီးကြီးညာပြီ VOE ရက်နာသွားတယ်လို့ပဲ RFA ကထပ်ကြီးညာတယ်အဲ့ဒါကတော့သူတို့ဆက်လက်ရက်တည်နိုင်မှုငွေကြီးအခက်ခဲမရှိဘူးတဲ့တနာတော့တနာလိုက်တာတော့တနာလိုက်တာဟိုသူတို့ကတော့လူတွေအများကြီးပစ္စည်းတွေအများကြီးနဲ့ဒီလို run ကြတဲ့သူတွေပေါ့နော်တကယ်တမ်းဒီ RFA ဘယ်ဖြစ်ဖြစ် something တစ်ခုခုပေါ့နော်ကျွန်တော်တို့လိုမျိုးအဲခံခံယူချက်ရှိတယ်ဆိုရင်ခံယူချက်ရှိတယ်ပြောတာတို့ရဲ့လွတ်လပ်တဲ့သတင်းမီဒီယာကန္တာပေါ့နော်တို့အဲ့လိုတုံ့နှုံးတာကျွန်တော်သိမကြိုက်ဘာလို့ဆိုတော့လွတ်လပ်တယ်ဆိုရင်အမေရိကန်ထောက်ပံ့စရာအကြောင်းမရှိဘူးအဲ့လိုပဲ BBC ဆိုလည်း UK ကထောက်ပံ့စရာအကြောင်းမရှိဘူးထောက်ပံ့ထားပြီးဖြစ်တဲ့အတွက်မလွတ်လပ်ကျွန်တော်လည်းအတိုင်းပဲကျွန်တော်မှလည်းအနှောင်အဖွဲ့တွေရှိတယ် ကျွန်တော်တို့ကြည့်တဲ့ပရိသတ်တွေเนาะကျွန်တော်တို့နောက်ကနေကျောတော်နောက်ခံပြီးတဲ့သူတွေရဲ့အထောက်ပံ့ကကျွန်တော်တို့အနှောင်ဖွဲ့ပဲဆိုတော့သူတို့ကလွတ်လပ်တဲ့မီဒီယာလည်းသူတို့ကိုသူတို့သုံးနှုံးတယ်ပေါ့နော်အဲသူတို့ကအခုတော့သူတို့ရဲ့ထုတ်လွှင့်မှုအစီအစဉ်တော်တော်များများကိုစပြီးတော့ရနာတော့မယ်လို့သူကပြောပါတယ်နော်အဲ့တော့ဒီအခက်ခဲကိုလည်းတို့ရာယီလို့ပဲယုံကြည်ထားတယ်ဆိုပြီးပြောပါတယ်။ဒါတော့အေးအေးဆေးဆေးမနေဘူးမြန်မာနိုင်ငံကပြည်သူတွေ မတရားမှုအောက်ကလွန်မြောက်ပါစေကျိုးပြောလဲပြောတတ်တယ်ဆိုတော့သူတို့ဒါတကယ်လို့ဟိုးအရင်တည်းကနော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း340လောက်တည်းက view ဆိုအဲ့ထက်ပိုတော့ဘောနော်ဒီလိုမျိုးသူများနိုင်ငံတွေကိုမမှွေမနှောက်ခဲ့ဘူးဆိုရင်ဒါသူတို့ကနီလန်တစ်ခုနဲ့မှွေတယ်ဘောနော်သူတို့နိုင်ငံတွေအနေနဲ့အနောက်နိုင်ငံတွေအနေနဲ့အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေဖွံ့ဖြိုးတော့မဲ့နိုင်ငံတွေ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကိုမွေမနှောက်ခဲ့ဘူးဆိုရင်သိတ်ကောင်းပါပဲနော်သိတ်ကောင်းပါပဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတွေအတွက်ဒုက္ခမရောက်ရဘူးပေါ့အဲ့ဒီနိုင်ငံတွေအတွက်နော်ဟိုဖွံ့ဖြိုးတိုးတက်မှုစောစောစည်စည်နဲ့ဒီပဋိပက္ခတွေရန်ကင်းဝေးတယ်ပေါ့နော်အဓိကတော့သူတို့မွေနှောက်ခဲ့လို့ဒီလိုဖြစ်တာပဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီသူတို့မွေနှောက်တာတခုတည်းလားဆိုတော့ဒီသူတို့နိုင်ငံမှာရှိနေတဲ့ เนาะအစိုးရတွေလည်းໝွေနောက်တယ်သူတို့နိုင်ငံမှာရှိနေတဲ့ဒီတတိတွေကလည်းဒီများနိုင်ငံတွေကိုပြဿနာပတ်ရှာတယ်ဗောနော်ဘယ်တော့ဒီပြဿနာရှာလဲဆိုရင်ဒီလက်ရှိအမေရိကန်နိုင်ငံသားခံယူထားတဲ့เนาะအမေရိကန်မှာနေထိုင်နေတဲ့ job ဆိုတော့ဗောဂျော့ဆိုတော့လူတိုင်းသိတယ်လူထက်ပါတယ် job ဆိုတော့ကလည်းအဲကမ္ဘာငွေကြီးပြဿနာတွေကိုအခြေလေဆုံးเนาะအရှုပ်ဆုံးလူမျိုးဖြစ်ပါတယ်အခုလေအိန္ဒိယမှာရှိနေတဲ့ ဒီကျော့ဆိုရရဲ့ open society ပေါ့နော်ပွင့်လင်းလူ့အဖွဲ့အစည်းအဲ့ဒီ foundation ရုံးခန်းကိုအိန္ဒိယအစိုးရကနေပြီးတော့စီးနင်းရှာဖွေတာတွေလှုပ်ဆောင်ခဲ့တယ်ဆိုပြီးပြောပါတယ်ဆိုတော့ဒါကဒီအာရှဘက်မှာသူ့ရဲ့အခုလိုမျိုးခြေရှုပ်မှုတွေကြောင့်အဲပြဿနာဖြစ်ရတာမျိုးပေါ့နော်တိုက်ပွဲသတင်းတွေဘက်ကိုကျွန်တော်တို့လဲအောင်ပါဆိုတော့ပထမအဆုံးတိုက်ပွဲသတင်းကတော့ဒါအုံမတိမှာပေါ့နော်အုံမတိမှာကတော့တိုက်ပွဲတွေကတော့အများအားလို့ ြစ်ခတ်ရှင်းလင်းမှုတွေဒရော့ဘုံချတိုက်ခိုက်မှုတွေကနေတိုင်းလို့ရှိတယ်ဒီနေ့16ရက်နေ့ကရခဲ့တဲ့တဲ့မှာလည်းဒါအလောင်းတလောင်းပေါ့နော်အဲ့လိုပဲညပိုင်းမှာထပ်ပြီးတော့တိုက်ပွဲထပ်ဖြစ်တယ်နောက်ထပ်အလောင်းတလောင်းထပ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအုံဒီယုံမခါပတ်ဝန်းကျင်ကတောက်လျှောက်ဆိုသူတို့တိုက်ပွဲတွေဖြစ်ပြီးတော့အဲမကြာခဏဆိုလို့အလောင်းလက်နက်တွေတင်စီရမိနေတာဖြစ်ပါတယ်နောက်ပြီးတော့ဒီစစ်တွေ့ ကြောက်ဖြူပေါ့နော်စစ်တွေကြောက်ဖြူပတ်ဝန်းကျင်ကလည်းဒီ AED ရှိတဲ့ပတ်ဝန်းကျင် ပေါ့နော်အဲ့တော့အဲ့နေရာဒီမှာလည်းမကြာခဏဆိုသလိုဒီဒရုန်းတွေချပြီးတော့ရှင်းလင်းရတယ်ပေါ့မရှင်းလင်းဘူးဆိုရင်အခုကာလာစာမေးပွဲကာလာဖြစ်တဲ့တို့က AED ကစာမေးပွဲဖြေဆိုနေတဲ့ကလေးတွေပါညာတို့ကြည်တာမဟုတ်ဘူးဟိုအရင်နှစ်ကလည်းစစ်တွေမြို့နာပတ်ဝန်းကျင်မှာရှိတဲ့စာသင်ကျောင်းတစ်ကျောင်းတည်းကိုလက်နက်ကြီးလား အဲ့လိုတော့ဘုံလားမသိပြစ်ချသေးတယ်ပေါ့နော်အဲ့လိုဖြစ်ခဲ့သေးတယ်အခုတော့ပတ်ဝန်းကျင်ပတ်ကြည့်နေပြီးတော့စစ်တွေမြို့နယ်ဟိုဒီခမောင်တော်ရွာနာနော်ခမောင်တော်ရွာနာနောက်ပြီးလို့ရှင်ကြောက်ဖြူမြို့နယ်ပြိုင်စစ်ကေရွာဒီရွာတွေကိုလည်းတော့ဘုံနဲ့ချင်းလင်းတိုက်ခတ်ရတာတွေ့ပါတယ်အိမ်မှာလည်းနော်သူတို့ဆက်သွေးမြောင်းနေမှာဆိုရင်ဆက်သွေးမြောင်းနေတက်တက်ကိုဒရုန်းကြီးချပြီးတော့တည်လာလဲတွေ့ပါတယ် နောက်တဲ့နေ့ဘုကတော့ကျွန်တော်တို့ဒါပြည်တွင်းရှည်စည်းပေါ့နော်ပြည်တွင်းရှည်စည်းနှစ်သိန်းလောက်တက်လာပါတယ်ဒါလည်းဟိုဒီငွေကြီးဈေးကွက်အခြေအနေကြောင့်ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်တဲ့နေ့ဘုကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီတရုတ်နေရာဖြစ်ရောင်းစားခံရရောင်းစားခံရတယ်မဟုတ်နော်အဲ့ဒါတွေကထပ်ပေါက်လို့လို့လှုပ်လာကြတယ် ဒီကျွန်တော်တို့လူမှုကွန်ရက်ဒီမှာဆိုရင်အဲတရုတ်နိုင်ငံမှာလှုပ်သွားလှုပ်ရမယ်တိတ်မ20 20ရမယ်ဆိုပြီးတော့အဲ့လိုမျိုးအာလိန်လေခေါ်ဆောင်နေတဲ့ဟာရှိတယ်အဲ့ဒီမှာသွားပြီးစုံစမ်းနေစုံစမ်းပြီးလို့ရှိရင်အဲ့မှာမှတချို့ဆိုလို့ရှိရင် ပေါ်တင် ပြောပြီးတော့အဲသွားစုံစမ်းတဲ့ခါကျတော့ပေါ်တင်ပြောပြီးတော့တရုတ်မရလှုပ်ရမယ်ဘာညာဒီလိုဖြစ်လာဖြစ်လာတဲ့ခါကျတော့အဲ့မှာအဘလူလောက်အောင်မလဲဘသူဆက်သွေးရမလဲဆိုပြီးတော့ live စုံစမ်းတဲ့ main ကလေးတွေရှိတယ်ပြဿနာက เนาะဒီပထမဆုံးတို့ကဒီတရုတ်နိုင်ငံသွားဖို့ဒီတရုတ်မရလို့ဖို့အတွက်ဆိုလို့ရှိရင်အိမ်ဝင်လဲအနည်းဆုံး300လောက်ပြီးခဲ့မှာတရုတ်ဝင်နေဆိုရင်တော့ဘာမှမရှိဘူးเนาะပြီးလို့ရှိရင်အဲ့တရုတ်ကသူတို့အိမ်ဝင်လာတွေ့ပညာဒီမှာစာချုပ်စာတမ်းနဲ့လက်မှတ်ထိုးထိုးပြီးလို့ရှိရင်တရုတ်တန်ရုံးမှာအဲ့ဒီစာချုပ်စာတမ်းတွေပို့ပြီးလို့ရှိရင်လင်မယားပါဆိုပြီးတော့ဗီဇာလုတ်ပြီးတော့တရုတ်နိုင်ငံနဲ့ခေါ်သွားတယ်ဆိုတော့မြန်မာမိန်းကလေးတွေရဲ့အတွေ့အကြုံကလည်းဆိုတော့မတိမတာလေးနဲ့ နော်အလုတ်သွားလုတ်တလို့ ਨੇ အဲ့လိုသွားမယ်အဲဒီတိန်းတရားလဲမိဘတွေကြံခဲ့မယ်တရုတ်နိုင်ငံသွားမယ်ခုမနော်လင်ယူသားမွေးသွားလုတ်မယ်ပြီးရင်ပြန်လာခဲ့မယ်နှစ်နှစ်လောက်နေသုံးနှစ်လောက်နေပြန်လာခဲ့မယ်ဆိုတော့အိုင်ဒီယာနဲ့လုတ်ကြတယ်နော်အဲ့ဒီလိုဖြစ်တဲ့ကိစ္စတွေကမြင့်တက်လာတယ်ရောင်းစားခံရတာမဟုတ်မိဘတွေကိုယ်တိုင်ကိုရောင်းစားတာကြည်ကြည်ပြူပြူ ਨੇ အသားသမီးတွေကိုယ်တိုင်ကလည်းလက်တော်တော်တရုတ်မှာသွားနေရမယ် အဲပြီးလို့ရှိရင်ဟိုကိုဘုတ်ချင်တာဘုတ်စားချင်တာစားရမယ်เนาะအခြေအနေမျိုးရှိတယ်အဲ့ခါကျတော့အဲ့လိုမျိုးသွားနေမှဆိုသွားတယ်လူတိုင်းတော့ကံကောင်းမနေဘူးเนาะလူတိုင်းအဆင်ပြေမနေဘူးလူတိုင်းလည်းအဟိုရောက်တာနဲ့ချမ်းချမ်းသာသာနေရမယ်ဆိုပြီးတော့အမခံချက်ရှိမနေဘူးတချို့အဲ့လိုမျိုးသွားပြီးတော့မှတရင်အစနာမရတော့တဲ့သူတွေနှိမ့်ဆက်ခံရတဲ့သူတွေအများပြားရှိတယ်ဒါကဥပဒေနဲ့ဟိုဘောင်းဝင် နေလားဆိုတော့လေ ေါ်တင်ကြီးကြတော့လည်းဝင်မနေပြန်ဒါပေမဲ့လက်တလုံးကြီးကလည်းဖြစ်နေပြန်သူတော့နိုင်ငံသားတွေနဲ့ဒီထိမ်းမြခြင်းဆိုင်ရာဥပဒေတွေဘာတွေဒါတွေအကုန်လုံးကြော်ခွပြီးတော့သူဥပဒေလက်တလုံးကြီးလုပ်ပြီးတော့နိုင်ငံသားရောက်သွားတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ပွဲချပြေးကြပြီးတော့မြန်မာနိုင်ငံကိုပြန်လာကြဒါမျိုးလည်းရှိတယ်တချို့လည်းကောင်းစားသွားတယ်လို့လည်းရှိတယ်ပေါ့နော်ဘာဖြစ်ဒါကဥပဒေကိုဆန့်ကျင်တာဖြစ်တဲ့အတွက်နော်ဒါနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာအစိုးရတွေ ကျွန်တော်တို့ဘိုင်းပြောလိုက်တဲ့ခါကျရင်ကျွန်တော်တို့ social influencer တွေရဲ့အားလည်းလိုပါတယ်ပြီးခဲ့တဲ့ဒါစိတ်ကြီးခံအောင်လို့ဖြစ်စင်ရလဲအမြင်ပါပါအရေးယူတာတွေဆောင်ရွက်တာတွေပါဖြစ်သွားတဲ့ခါကျတော့ဒါတွေကိုလည်းဟို social influencer တွေပဲဖြစ်ဖြစ်အခြားသောဒီအနာပိုင်ဖွဲ့စည်းတွေပဲဖြစ်ဖြစ်ဒီတေးုံမရရောက်စားခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အတိအကျလေးစစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုပြောချင်တာဒီလာနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်ဒီလေစိတ်အဝင်ထွက်တယ် တော့အဲ့တော့လည်းလေးစိတ်မှာပဲဖန်ဆီးလိုက်တယ်ဗောနပထမတစ်ခေါက်တော့လည်းလေးစိတ်ဝင်ထွက်နေမှာတင်းတင်းကြပ်ကြပ်လေးတွေစစ်ဆေးဖို့လို့မဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတော့နော်တခြားဒီခရီးသွားတွေကတော့ဟိုလွတ်လွတ်လပ်လပ်ပြီးသွားဗောနော်နောက်တရင်တဘောကတော့ဒါရခိုင်ပြည်နယ်ကဒါအီထိန်းချုပ်ထားတဲ့မြို့နယ်တွေဗောနော်အဲ့ဒီမြို့နယ်တွေမှာတိုက်ပွဲတွေကြောင့်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်အဲ့လိုတိမ်းရှောင်နေရတယ်လို့မျိုးပဲဒါတောက်တုံးကြီးအခက်အခဲဖြစ်တယ် အဲ့ဒီအတွက်ဒီကျမကြီးတွေထိခိုက်ပျက်စီးနေတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့ဒီဒီတန်းကပြည်သူတွေကတန်ရှင်းတဲ့ရေမတောက်ရဘူးလောက်လောက်ငါငါမတောက်ရဘူးနောက်ပြီးလို့ရှိရင်ဒီတန်ရှင်းတဲ့ရေကိုမတုံးဆွဲရဘူးရေချိုးတာတွေပါတယ်အကုန်လုံးကလည်းဒီညစ်ပတ်တဲ့ရေတွေပဲတုံးဆွဲရတာဖြစ်တဲ့အတွက်အရေပြားယောဂါတွေဖြစ်တယ်ဝမ်းယောဂါတွေဖြစ်တယ်ဆိုတော့ဒါကို online မှာတော့ နော်အာရခနိုင်ငံတော်ကြီးအာရခအိမ်မက်ကြီးအကောင့်ထဲပို့ဖို့နော်အာရခနိုင်ငံတော်ကြီးတီထောင်ဖို့အတွက်ပြောနေလိုက်တာသူတို့အပြင်နှစ်ယောက်မရှိဘူးနော်ဒါအဲ့လိုပဲပြောတော့မယ်နှိမ်တာလည်းမဟုတ်ဘူးဒါပေမဲ့အသုံးကိုမကျတာမြန်မာပြည်သူတွေဒုက္ခရောက်နေတာကြတော့လက်မကြည့်ဘူးသူတို့ကတော့ဟိုမှာ online မှာမှာတော့လေကန်လို့ကောင်းတယ်အာရခနိုင်ငံတော်ကြီးလုံမှာအာရခပညာရေးဘလို့ကောင်းတယ်ပုံမှာအာရခစီးပွားရေးဘလို့လုံမှာရှောက်ပြိုးနေတယ် နိုင်ငံနိုင်ငံတနိုင်ငံတိဆောက်တာအဲ့လောက်လွယ်လို့ဘယ်လိုသွားပြီးမှာယူဆောင်သွားအောင်မှာအခုအဲ့ဒါလုပ်ဖို့နေနေတာဒေသခံပြည်သူတွေကြက်မကြီးကိုဘယ်လိုလုပ်ကြမလဲနော်မြန်မာနိုင်ငံကစီးပိတ်ထားလို့နော်စီးပွားပိတ်ထားလို့အစားတော့ပိတ်ထားလို့ဆိုလို့ရှိရင်ဒါဝန်ပေးနိုင်ငံတွေကနေရှာလေကိုယ့်နဲ့ကိုယ်ရှာကိုဒီကိုယ်နဲ့ရှာလေအေးအဖွဲတွေကဘင်္ဂလီတွေကိုကြတော့လှီတွေနဲ့ခိုးသွင်းခိုးပို့တာတွေလုပ်တတ်တယ် စေးကြတော့ခုံးသိမ်းခုပူတိုင်းမလုပ်တတ်ဘူးလားဒေသခံပြည်သူတွေကိုကျမစောက်ရှောက်မှုပေးဖို့လုပ်လေအခုပြည်သူတွေဒုက္ခရောက်နေပြီအာရခနိုင်ငံတော်နောက်မှအရင်ဆုံးတည်ထောင်အဲ့ဒီအာရခနိုင်ငံတော်တည်ထောင်စရာပြည်သူဘာမရှိဘူးဖြစ်သွားမယ်နော်နောက်ပြီးကျွန်တော်တို့ဘာမြင်လဲဆိုတော့ဒေသခံပြည်သူတွေကလည်းဒါကျွန်တော်တို့ကိုင်းကျွတ်မိကျွန်းကိုင်းမိပေါ့နော်အစိုးရကဒီလိုခြေနေမျိုးဖြစ်နေသူတို့မစောက်ရှောက်နိုင်ဘူးနောက်တနည်းရကြတော့ ဟိုးအစိုးရကလည်းစောက်ရှောက်ဖို့အခက်အခဲရှိတယ်။ဒါဝေးလံကောင်ပြားတာတခုရှိမယ်။နောက်ပြီးလို့ရှိရင်လည်းဒီအစိုးရောက်တဲ့စိတ်ဓာတ်တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲ။ဒီနွမ်းပါတဲ့ခါကျတော့တဆိုင်ရာဒီမြို့နယ်တွေနဲ့ချိတ်ဆက်ဖို့ခက်ခဲတဲ့သူတွေပေါ့နော်။ဒါမျိုးတွေကရှိတယ်။ကျွန်တော်ဒီအစိုးရောက်တဲ့စိတ်တွေကလည်းရှိတဲ့ခါကျတော့အဲ့တော့ဒီလူလူတို့ဒုက္ခရောက်စီတယ်ပေါ့နော်။ ။နောက်တဲ့တင်ဖို့ကတော့ဒီ ARC ပေါ့နော်အာစာအဖွဲ့ခေါင်းဆောင်အတာဦးလာပေါ့အတာဦးလာ ਨੇ သူ့အဖွဲ့ဝင်တွေကိုဘင်္ဂလားဒေ့ရှ်ဒီရဲတွေကဖမ်းသွားတယ်လို့ပြောပါတယ်။ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတော့ကျွန်တော်တို့မသိသေးဘူး။ဒါတော့တို့ကတို့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံတမနေတာပေါ့။နိုင်ငံသားလည်းဖြစ်ချင်းဖြစ်ပေါ့။ဒါပေမဲ့တို့ကိုဖမ်းသွားတယ်လို့တော့ပြောတယ်။ဒါပေမဲ့ထူးဆန်းတာဖမ်းသွားတဲ့အချိန်မှာအဲ့ဒီလူတွေကဟို ဲ့ဒီအစာဖွဲ့ကောင်းဆောင်ကမျက်နာပြုံးဖြီးပြီးတော့ဖျားဘူးသွားတော့မယုံနဲ့ပေါ့နော်အဲ့တော့အေးစစ်စစ်ပဲပါသွားတာတွေ့ရတယ်ပေါ့အခုတော့အဲ့ဒီပင်ကလေးတွေကဒီအစာဖွဲ့ကောင်းဆောင်သူတို့ရဲ့ခေါင်းဆောင်လို့သူပြောတော့နော်လွတ်မြောက်ရေးအတွက်အခုတော့ဆူတောင်းတာတွေပါတွေလုပ်နေကြရတယ်ပေါ့နော်ဒုက္ခသည်စခန်းတွေမှာအခုတော့နိုင်ငံတော်စီမံအချုပ်အခြာကောင်စီရုပ်ထာနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့တင်ဆက်ပေးပါမယ်ဆိုတော့နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထံကိုမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတာဝန်ကြီးလာရောက်ကာရဝါပြုတွေ့ဆုံပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအားမှာနိုင်ငံတော်ဝန်ကြီးချုပ်ကရုရှားနိုင်ငံနေပြီးတော့ကြီးစင်ပြန်ရောက်လာတာဖြစ်ပါတယ်ဒါအခုဒါတာဝန်ကြီးကလည်းလာရောက်တွေ့ဆုံနေဆိုတော့ဆိုကျွန်တော်ထင်တာတော့သူတို့စီကလုပ်ငန်းတွေပေါ့နော်အကောင့်ထယ်ဖို့ဖို့ဒါမှမဟုတ်လို့ရှိရင်ဒီရုရှားနိုင်ငံကလည်းအရေးပါတဲ့သူတွေမြန်မာနိုင်ငံကို လာရောက်ဖို့ဒါတို့ တစုံတစ်ခုတော့ဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့ကြိုတင်ခံမှန်းကြည့်တာပေါ့နော်အဲ့လိုပဲနောက်ထပ်ပြောစရာတစ်ခုကတော့ခုနကတော့နိုင်ငံတော်ဝန်ကြီးချုပ်ခုကတော့ဒုတိယဝန်ကြီးချုပ်ပေါ့နော်ဒုတိယဗိုလ်ချုပ်ဝန်ကြီးစိုးဝင်းကလောတက်နေကို ရောက်နေပါတယ်ကလောတက်နေကို ရောက်နေပါတယ်နော်ကလောတက်နေဆိုတာတည်တဲ့အတိုင်းပဲနော်အဲ့တော့ကလောကိုရောက်နေပါတယ်ကလောမှာဒီလောကမဲ့ဟာတွေလိုက်လုံနေပါတယ်နော်ကလောမှာရှိတဲ့တက်နေ မိသားစုတွေနဲ့တွေ့ဆုံတာတွေပါရေလုပ်ပါတယ်အဲ့တော့ကျွန်တော်ထင်တာတော့ရှမ်းပြည်နယ်မြောက်ပိုင်းတို့အဲတစုံတစ်ခုတော့ထူးတော့မယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ထူးတာလည်းထူးနေတာပါပဲနောက်တဲ့နေဘူကတော့ကျွန်တော်တို့ဘူရက်နေသားကြီးရွှေတောင်မို့ရွှေတောင်မြို့ပေါ်မှာဒီဘီးတွဲနဲ့တင်လာတဲ့ဘုံထပြီးပောက်ွယ်တာတော့တရခံတန်းထိုက်ဆိုတဲ့သူပေါ့တန်းထိုက်ဆိုတဲ့သူက ဒီဘီရွဲရင်ပေါ်မှာဘုံတည်လာတယ်မာရှလာ၁၈ရက်နေ့ပေါ့နော်ညပိုင်း9နိုင်လောက်မှာအဲ့ဒီဘီရွဲပေါ်မှာဘုံထားပေါက်ခဲ့တယ်ပေါ့ဘုံထားပေါက်တာကြောင့်တန်ရရခဲ့တယ်ပေါ့နော်သူ့လည်းဖမ်းဆီးထားတယ်ပေါ့အဲ့တော့နောက်တဲ့နေ့ဘုကတော့မန္တလေးတိုင်းဒေသကြီးတပေချင်းမြို့နယ်ပေါ့တပေချင်းမြို့နယ်မှာတက်ကအရေးပါတဲ့ဒီ TNL နဲ့ PDF စုမိုးထားတဲ့စခန်းတွေကိုလာရှင်းလင်းတင်ပိုက်လိုက်တယ်ပေါ့နော် မလဲနေနာကြီးတပိတ်ချင်းမျိုးနဲ့တွင်းငယ်မိုးမိတ်သွားတဲ့လမ်းပေါ့အဲ့လမ်းမိုက်မှာရှိတဲ့ရညာဦးရွာရညာဦးရွာကဖုံเจ้าမှာ အခြေပြုထားတဲ့သူတို့ရဲ့ဘန်ကာတွေနော်ဖျားမှာပပတ်လေမှာသူတို့ကာကင်းသဘောမျိုးလုပ်ထားတာတွေဆက်သွေးမျိုးတူထားတာအဲ့အဲ့နေရာတွေအကုန်လုံးကိုအခုတက်ကစပြီးတော့ချင်းလင်းတိမ်ပိုက်လိုက်ပြီးဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ပလောင်ကတော့ပေထိဆိုရင်ကွဲတာပဲနော်တည်ကြတယ်အခုကတော့ ထိလိုက်တာနဲ့ပြီးတော့တာပဲသူအောက်ခြေမှာအဲ့လိုမျိုးအခြေအနေမျိုးကြုံနေရတယ်ပေါ့နော်ဘလောင်ကတော့အဲ့လိုအခြေအနေမျိုးရှိတယ်အဲ့တော့အဆင်ပြေတယ်ပေါ့အခုတော့ဒီရင်ညာဥရွာထွက်လာတဲ့ဓာတ်ပုံတွေအရာကတော့လူမျိုးတစ်ဖက်ဝင်တွေကနိုင်ငံတော်အလံကိုင်းပြီးတော့အောင်ပွဲခံနေတဲ့အဲရုပ်တံတွေလည်းကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်နောက်တည်နေဘူးကတော့ TNL အဖွဲ့ကနေပြီးတော့ KIA အဖွဲ့ကိုထပ်ပြီးတော့မောင်းထုတ်ပြန်ပြီး အဲ့ဒါတော့ရှမ်းပြည်နယ်မြောက်ပိုင်းဒါမူးမိတ်ထဲမှာရှိတဲ့လှဲကြီးရွာပေါ့အဲ့ဝင်ကျင်ထဲမှာဒါ KIA ရဲ့ဒါတည်ရင်34လက်အောက်ခံအဖွဲတစ်ဖွဲကိုရဲ TNL ဘက်ကတွားပြီးတော့အင်အားလုံးရင်းနဲ့မောင်းထုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာလက်နက်ခဲရနေလေဒါတင်းစီလိုက်တယ်လို့သိရပါတယ်အခုဆိုလို့ရှိရင်ဒါ KIA ဘက်က စခန်းနေပေါ့နော် KAI ဘက်ကစခန်းနေကို TNL ဘက်ကတင်းစီတာစခန်းမဆက်ဆက်ရင်ယုံနေပါတယ်ပြောမှာပေါ့နော်တင်းစီတာအ ਨੇ ဆုံးเนาะအ ਨੇ ဆုံးပဲနေနေရာလောက်ရှိတယ်10နေရာလောက်ရှိပြီပေါ့နော်နောက်တစ်တင်းနေဘုကတော့အဲစခန်းတိုင်းမြောင်မြို့နယ်ပေါ့မြောင်မြို့နယ်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်လူမျိုးတပ်ဖွဲ့ဝင်တွေနဲ့ PDF ကျန်ဖတ်သမားတွေတိုက်ပွဲတွေပြင်းထန်တဲ့နေရာမှာသူကဒီဟိုဟာတွေကတတိယနေရာဘယ်လိုရေးလဲဆိုတော့ မြောင်မျိုးနယ်မှာတဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နော်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒေသခံ၄ဦးသေဆုံးတဲ့နော်တိုက်ပွဲဖြစ်ပွားနေတာ PDN နဲ့ဖြစ်ပွားနေတာဒါပေမဲ့သေဆုံးတာဒေသခံသေဆုံးတာဆိုတော့သတင်းတွေကအဲ့လိုမျိုးတစ်ဖက်ဆောင်နေရတာရှိပါတယ်နော်ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ဒီဟိုပြင်စီစခန်းပေါ့နော် အမြန်လန်း319မိုင်နော်၃ဖာလုံး၆ဖာလုံးအဲ့ပတ်ဝန်းကျင်တာ လမ်းပေါ်မှာမုံတော့လမ်းအောက်မှာအဲ့ပုံမြင်တာမှာတိုက်ပွဲဖြစ်ခဲ့တယ်တိုက်ပွဲဖြစ်ခဲ့တာဒီလိုအဲ့ဒီမှာရဲတပ်ဖွဲ့တာဝန်ရှိတဲ့သူတယောက်ကကင်းလဲကင်းလဲတဲ့အချိန်မှာချောင်းပြစ်တယ်ချောင်းပြစ်တဲ့အချိန်ကတယ်နော်ချောင်းပြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာအဲ့လိုချောင်းပြစ်လိုက်တဲ့အချိန်မှာကားမှာဒါကြီပောက်ရ300ဝင်သွားတယ်ထိခိုက်ဒဏ်ရာရတာမရှိဘူးအဲ့တော့အဲ့မှာဘာဖြစ်လဲဆိုတော့ခဏညင်သွားတယ် ညင်သွားတော့ဟောလာတိုက်နေပြီဗလားဆိုတဲ့အတိပေါ့အဲ့ဒီအတိ ਨੇ လုံညုံတက်ဖုံဝင်နေပေါ့ဒီရဲတက်ဖုံဝင်နေရလဲသူတို့သူတို့ပြင်ဆင်ထားတယ်ပြင်ဆင်ထားတဲ့အချိန်မှာပဲဒီသူတို့ဘက်ကဒီလေးချက်မမတွေ ਨੇ ပြစ်တယ်ဒါပေမဲ့မထီဘူးလေးချက်မမသုံးလုံးနဲ့ပြစ်တယ်အရေးရောင်တော့မထီဘူးအဲ့ဒီအောင်ဆက်ပြီးတော့လက်နက်ငယ်နဲ့ပြစ်ပါနဲ့ပြစ်တော့တိုက်ပွဲဖြစ်ပွားချိန်မိနစ်50လောက်ကြာတယ်ရဲကလည်းအတက်နိုင်ဆုံးကတော့ရဲတွေကလည်းအဲ့ဒီရဲတွေကလည်းခုခံခဲ့တယ်နော်ခုခံခဲ့တော့ဘာဖြစ်လဲဆိုတော့ ဒီသူတို့ဘက်ကကျွန်တော်တို့သွားကြည့်လို့မရဘူးသူဘယ်လောက်သိလဲဆိုတာသတင်းထွက်လာတာကတော့အဲ့ဒီနထိုးကြီး PDF တွေဘက်ကလကောင်းကောင်းမိုက်တန်အရတယ်လို့တော့ကျွန်တော် ကြားတယ်သိဆုံးတော့တီးပြီးလို့မရဘူးဒါပေမဲ့အဲ့ဒီတိုက်ပွဲဖြစ်စဉ်တစ်ချောင်းလုံးကျွန်တော်နော်ဂျီနန်ရဂျီနန်ကတော့ညာလို့လည်းမရနော်ဂျီနန်ရအဲ့ဂျီနန်ကျွန်တော်ဖတ်ကြည့်တဲ့အချိန်မှာဩဒီလိုဒီလိုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တယ် ဒါပေမဲ့တရင်တက်လာတဲ့ခါကျတော့နထူးကြီး PDF ဆိုတဲ့အဖွဲထုတ်ပြန်တယ်ရဲဘက်က5ဦးတည်ဆုံးသူတို့အထိခိုက်မရှိဆုတ်ခွာပဲမြဲတယ်ဆိုတော့ကျွန်တော်လည်းဩတရင်တွေကလိန်ပါလားအမြဲတမ်းလိန်နေပါလားလို့ပဲကျွန်တော်လည်းတွေးလိုက်မိတော့တယ်ကျွန်တော်တော့ဘာမှမပြောတော့နော်နောက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နေရာဒီចောင်းပေးရက်မှာဒီចောင်းသားတွေကိုအစားတို့ចောင်းပေးရက်တက်ခိုင်မယ်ဆိုပြီးတော့ရပောင်း20လောက်ចောင်းတက်ရမယ်ဆိုပြီးတော့တရင်တုတရင်မှာ လွှဲနာရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ပညာရေးဝန်ကြီးဌာနရဲ့ဖြေကြားချက်ကတော့နေရာဒီကျောင်းပင်းရက်ဒီမှာကျောင်းတက်ရမယ်ဆိုတာလုံးဝမဟုတ်ပါဘူးဆိုပြီးတော့ဖြေကြားထားပါတယ်။ဗမောမှာလည်းအခုဆိုလို့ရှိရင်ဒါ KYI ရထောက်ပံ့နေတဲ့နေရာတွေပေါ့နော်။ KYI ထောက်ပံ့မှုဒီစစ်ကူပြစ်ကူပေးဖို့ရောက်လာတဲ့အဖွဲ့တွေတော့ရေးခပူဆောင်တဲ့နေရာတွေအကုန်လုံးကိုတက်ကကြိုတင်တော့လေချောင်းနဲ့တိုက်ခိုက်တာတွေရှိတယ်လို့သိရတယ်။တော့မြေပြင်အခြေအနေမှာတော့ အထီးကိုက်တည်ဆုံမှုချင်တယ်တော့ကျွန်တော်မသိရသေးပါဘူးတောင်ခမ်းဘက်မှာလည်းထပ်ပြီးတော့ဒါကုန်းနေကုန်းနေပေါ့နော်ဒီ TNL တွေကကုန်းနေကုန်းနေပြင်လိုက်ပြင်ပြီးလို့ရှိရင်ခန်းစစ်သဘောမျိုးလုပ်လိုက်တိုက်လိုက်ပြေးလိုက်အဲ့လိုလုပ်နေခါကျတော့အောင်မြင်မှုတွေကတော့ဒီရက်ပိုင်းမှာတောင်ခမ်းဘက်မှာလည်းများများဆဆရှိနေပါတယ်တော်တော်လေးအဆင်ပြေပါတယ်နော်ဒီအလောင်းလက်နက်တွေနော်ဒီစကန်းသိစီရမိမှုတွေဒါအများပြားရှိပါတယ်နောက်တဲ့နေ့ဘောကတော့ဒါကုတ်ไข่မှာ TNL ရဲ့ရဲလို့ပြောတဲ့သူတွေက PDF တွေစီကလက်နက်ခဲရန်တွေနောက်ပြီးလို့ရှိရင်အမငွေတွေအပုံလိုက်ကြီးနော် PDF တွေစီကနော်ငွေတွေအပုံလိုက်သိန်းထောင်နဲ့ချီတယ်ငွေတွေအပုံလိုက်ကြီးကိုဒီအဲ့ဒီပလောင်ရဲပေါ့နော်ပလောင်ရဲလိုအသုံးလုံးတော့ဒီ NL အဖွဲ့တွေကအဲ့မှာလာပြီးသိန်းစီးသွားတာပေါ့နော် Starling set တွေရောဘာတွေရောအများပြားသူပါသွားတယ်ဆိုတော့အဲ့ဒီပတ်စံတိန်ထောင်တဲ့ချီကိုဒီကောင်နေဘယ်ရရလဲတော့မသိဘူးဒါပေမဲ့ပလောင်နေတိန်သွားပြီပေါ့နော် နောက်တဲ့တင်ဘူးကဒါ KB ဘက်ကနေထုတ်ပြန်ထားတဲ့တင်ပေါ့အဲ့ဒါကတော့ဒီအပေါင်း66နဲ့ဆိုတော့အပေါင်း66ဆိုတာထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံဖုန်းကုတ်ပေါ့ထိုင်းဖုန်းနံပါတ်တွေနဲ့ဒီအသုံးပြုနေတဲ့ KB တွေအကုန်လုံးကိုနော်ကမ္ဘောဇားဘက်ကလက်ခံတော့မှာမဟုတ်ပါဘူးနော်ကမ္ဘောဇားဘက်ကလက်မခံတော့ဘူးကြီးညာလိုက်ပြီအဲ့လိုမျိုးလုပ်မယ်ဆိုလို့အဲ့လိုမျိုးအပေါင်း66နဲ့နော်ထိုင်းဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းအမြန်ဆုံးမြန်မာနံပါတ်ပြောင်းဖို့အတွက်ပြောချင်တယ် တော့အဓိကတော့ထိခိုက်သွားမဲ့သူတွေကတော့ထောက်ပို့ပြီပေါ့နော်ထောက်ပို့တွေတော့နာပြီပေါ့အဲ့တော့နောက်တည်နေဖို့ကတော့ကျွန်တော်တို့ဒီရေစကြိုရေလေကျုံးကိစ္စပေါ့နော်ရေစကြိုရေလေကျုံးကိစ္စကသူတို့ကဒီလေကျုံးမှာဒေသခံပြည်သူတွေဘယ်လိုဖြစ်လို့ထွက်ပြေးနေရတယ်ပါဆိုတဲ့ကြောင့်တာမန်ဒေသခံတို့ဘာမှမဖြစ်ရေစကြိုရေလေကျုံးကိုရှင်းရတယ်ဆိုတဲ့အကြောင်းရင်းရှိတယ်နော်မန္တလေးမြင်းညံတောင်သားနော်အဲ့ဒီက PDF တွေအကုန်လုံး ရေလေကျုံးမှာဆိုးကျင်တိုင်းဆိုးတောင်းကျန်းကျင်တိုင်းတောင်းကျန်းနေတဲ့အိုက်ထဲမှာเนาะတချို့တော့ဒီလူမှုရေးအဖွဲ့အစည်းတွေအဲ့ဒီကကားတွေတင်းကျစ်ခံထားရတယ်အဲ့ဒီကနေเนาะစက်ကြီးတွေပေးရတယ်တချို့ပြည်သူတွေစက်ကြီးတွေကောက်ပြီးရေရေလေကျုံးမှာသွားနေတာအဲ့ဒါကြောင့်ရေလေကျုံးကိုတက်ကပိုက်စိတ်တိုက်ပြီးရှင်းနေတာရေလေကျုံးကိုရှင်းပြီးလို့ရှိရင်မြင်းညံတောင်းတာရှင်းရအตาလေးလွယ်သွားမှာเนาะအခုကတော့ရေလေကျုံးကိုရှင်းလိုက်ပေါ့ရေလေကျုံးကိုရှင်းတဲ့ခါကျတော့ ဲ့မှာနော်ပထမရက်ကပြည်သူတူဦးကိုဘယ်လိုမီးရှို့ပြီးထားခဲ့တာဘာညာလျှောက်ပြောတယ်တကယ်တမ်းကျတော့အဲ့ဒီတည်သွားတဲ့လူကပြည်သူမဟုတ်ဘူး PDF သူတို့သတင်းတွေကတစ်ခုနဲ့တစ်ခုနဲ့အဲဘယ်လိုပြောရမလဲလိန်နာညှိပြီးမလိန်ကြဘူးပေါ့နော်အဲ့ဒီ PDF တူဦးကိုတိုက်ပွဲဖြစ်သွားတယ်တွေ့တဲ့ခါကျတော့တက်ကဘာလို့ဆိုတော့ဒီအလောင်းကြီးတို့ဒီတိုင်းမထားခဲ့ဘူးဆိုပြီးတော့အုတ်ခုပေါ်တင်ပြီးမီးရှို့ပေးခဲ့တာတကယ်တော့ PDF ဒါပေမဲ့သူတို့ကအဲ ပြည်သူကိုတက်ကလှုပ်ရဆိုပြီးတော့ပုံဖော်ခြင်းနဲ့တော့အဲ့လိုလှုပ်တယ်ပေါ့နော်ဆိုတော့တခြားဟိုကိစ္စလေးကြီးလဲဟိုဒီမိဘအတွက်ကျွန်တော်လုံနေတဲ့ကိစ္စလေးကြီးလဲဆက်ပြီးလောက်အောင်မပွင့်ပြမိဘရဲ့နော်ကျွန်တော်အဲ့ဒီအဲ့ဒီကိစ္စကိုအကျေအကျေအကျေတဝင်းနဲ့ကျွန်တော်ပြောပြပါမယ်ဆိုတော့အဝတ်စားတွေညာနိုင်တယ်လောက်များများဆက်ပို့လို့ရသေးတယ်ကျွန်တော်ကျွန်တော်လက်ခံပါတယ်ဆိုတော့နေပြီးတော့တပီကုန်းကားကိတ်ကိုကျွန်တော်နာမည်ကျွန်တော်ဖုန်းနံပါတ်နဲ့ပို့လို့ရတယ် အခုကြီးတောင်းချင်ပါတယ်အဲ့ဒါကတော့ဒီပွင့်ဖြူအဲ့ဒီရွာကအဲ့ဒီရွာမှာဆေးကြောင်းသား၃ယောက်ရှိတယ်အဲ့ဒီ၃ယောက်ထဲမှာ၂ယောက်ရဲ့အိမ်ကပါမသွားဘူးเนาะအဲ့ဒီကောင်မလေး၁ယောက်ရဲ့အိမ်ကပါသွားတယ်ကျောင်း၅ရက်နာပြီးတော့အိမ်ပြန်ရောက်နေတဲ့အချိန်မှာအခုလိုဖြစ်သွားတဲ့အတွက်အဲ့ဒီကလေးမလေးရဲ့ဘဝဒါကျောင်းပြန်တက်ဖို့အတွက်အခက်အခဲဖြစ်နေပါတယ်လုပ်ငန်းရှင်များเนาะအဲ့ဒီကောင်မလေးကို เนาะတကယ်လို့တတ်နိုင်တဲ့အလူရှင်များရှိရင်များဆက်သွယ်ပြီးပါအဲ့ဒီဆေးကြောင်းတို့လေးကိုကျွန်တော်เนาะအဲ့ဒီလူမဲ့မိသားစုတွေစီကိုကျွန်တော်အရောက်ပို့ဆောင်ပေးပါမယ်ရရှိမဟုတ်ရင်လည်းဂျားကာလာပေါ့တစ်နှစ်တစ်နှစ်ခွဲလောက်သူရဲ့ပညာသင်ဖို့အတွက်အထောက်ပံ့လေးဖြစ်မယ်ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ